မင်္ဂလာပါရှင်။မေလာ၁၉ရက်တနင်္လာနေ့ရက်တိမတ်ဖွေရသတင်းကဘာကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပြီးမှာကတော့အပြစ်ခတ်ရစေရေးအတွက်အမေရိကန်သမ္မတထရန့်ကတနင်္လာနေ့တွင်ပူတင်စလန်စကီတို့နဲ့စကားပြောမယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန်ကနိုင်ငံနှစ်ကူကြားအပြစ်ခတ်ရက်စဲရေးသဘောတူညီမှုအတွက်တွန်းအားပေးရန်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ယူကရိန်းသမ္မတဗလိုဒီမာဇလန်စကီတို့နဲ့တနင်္လာနေ့တွင်တရားစီစကားပြောဆိုမှဖြစ်တယ်လို့စနေနေ့ကပြောကြားခဲ့ပါတယ်။ ကျွန်တော်တနင်္လာနေ့မနက်7:00နာရီမှာရုရှားသမ္မတဗလာဒီမာပူတင်နဲ့တယ်လီဖုန်းပြောမှာပါလို့ထရန်က True Social တွင်တင်ထားတဲ့ post ကမှပြောကြားခဲ့ပြီးစကားပြောဆိုမဲ့အကြောင်းအရာများမှာပြန်မြအားဖြင့်တပတ်လင်ရုရှားနဲ့ယူကရိန်းစစ်သား9000ကျော်ကိုတည်ဆုံးစေတဲ့သွေးထွက်သက်ရောက်မှုကိုရပ်တန့်ရန်နဲ့ကုန်သွယ်ရေးထုတ်ဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။ထရန်က အဲ့ဒီနောက်ယူကရိန်းသမ္မတစလန်စကီနဲ့စကားပြောမှဖြစ်ပြီးအဲ့နောက်မှာတော့သမ္မတစလန်စကီနဲ့အတူနေတိုအဖွဲ့ဝင်အများပြားနဲ့စကားပြောမှပါလို့လည်းပြောကြားခဲ့တယ်လို့မျှော်လင့်တာကတော့ထျောက်တဲ့နေ့တနေ့ဖြစ်မှာပါဆိုတာနဲ့အပြည့်ခက်ရစဲကြီးဖြစ်ပေါ်လာမှာပါလို့၎င်းကပြောဆိုခဲ့ကြောင်းလည်းသတင်းများကဖော်ပြထားပါတယ်ရှင်ဆလတ်ဒင်ဆမဲတဲ့င်းကတော့မက်ဆီကိုရေတက်ရွက်လှဲလေခြင်းရင်တင်မောကတ်တီမောကအမေရိကန်ပြည်တော်စုနယူးယောက်မြို့ဘရုတ်ကလင်တံတားကိုဝင်တိုက်မိတဲ့တဲ့င်းဖြစ်ပါတယ်။ လူ289ယောက်လိုက်ပါလာတဲ့မက်ဆီကိုနိုင်ငံရေတက်ကရွှလှင့်လေးချင်းအသင်းမော ကတ်တီမောဟာသူ့ရဲ့ကမ္ဘာအနှံ့ချစ်ကြီးခရီးစဉ်အရအမေရိကန်ပြည်တော်စုနယူးယောက်မြို့ကိုမေလ18ရက်ညနေပိုင်းကရောက်လာပြီးကမ်းနားပိုင်းတစ်လျှောက်ခုံမောင်းလာချိန်ဘရုကလင်တံတားကိုဝန်တိုင်းပြီးကရွှေတိုင်တွေကြိုးကြခဲ့တာကြောင့်လူနှစ်ဦးသေဆုံးပြီးအနည်းဆုံး22ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တင်မောကတံတားကိုဝန်တိုင်းမိမှုကညရှင်နိုင်လောက်မှဖြစ်ခဲ့ကြောင်း နယူးယောက်ရဲတပ်ဖွဲ့ကဒဏ်ရာရရှိသူတွေအနက်လေးဦးက ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ကြကြောင်းသတင်းများကဖော်ပြပါဗျာ။မေတော်ဝန်းအီရစ်အတန်ကလည်းတင်မော်ကတရားကိုဝင်တိုက်ခဲ့မှုမှာတင်မော်သား၂ဦးသေဆုံးပြီးအခြား၂ဦးမှာစိုးရင်ရတဲ့အခြေအနေမှာရှိတယ်လို့မေလာဆရှိယန်တနပိုင်းကလူမှုကွန်ရက်မှာပြောကြားခဲ့ကြောင်းသိရပါဗျာ။ထမံတင်ဆက်ပေးမှာကတော့ရဟန်းမင်းကြီးလီယို၁၄ပုတ်ရဟန်းမင်းကြီးတာဝန်တရားဝင်ရယူတဲ့တဲ့တင်ဖြစ်ပါတယ်။ အီတလီနိုင်ငံရောမမျိုးကစိန့်ပီတာယဉ်မြင်မှာတော့ပုတ်ရဟန်းမင်းအစ်စ်လီယိုဆလီဟာရဟန်းမင်းကြီးအစ်စ်ခန့်ခံရပြီးတဲ့နောက်ရဟန်းမင်းတာဝန်ကိုအခမ်းအနားနဲ့စတင်ရယူပြီးဖြစ်တယ်လို့သိရပါဗျ။ပေါ်ရမ်းမင်းလီယိုဟာစိန့်ပီတာယင်မြင်ကကက်သလစ်ဘာသာဝင်နေတဲ့အေဘရိတ်သက်ကိုတနင်္ဂနွေတရားချင်းမြန်မာလေးဖြစ်ပါတယ်။ဗာတီကန်မှာဒီနေ့ပြုလုပ်တဲ့ပေါ်ရမ်းမင်းတာဝန်တရားဝင်ရယူမှုတရားချင်းမြန်ပွဲကိုအမေရိကန်ဒုတိယသမ္မတ JD Vance နဲ့ Ukraine သမ္မတ Zelensky တို့လည်းတက်ရောက်လျက်ရှိကြောင်းသိရပါတယ်ရှင်။နောက်ဆုံးနဲ့ဆက်မဲ့တဲ့ရင်ကတော့ဖင်လန်တွင်ရဟတ်ရင်နှစီတိုင်မီပြီးလူငါအုပ်သေဆုံးတဲ့တဲ့ရင်ဖြစ်ပါတယ်။ဖင်လန်နိုင်ငံမှာ စနေနေ့ကရဟတ်ရင်နှစင်ဟာဝေဟင်တွင်တိုင်မီကမြေပြင်သို့ပြကြခဲ့တာကြောင့်ရင်များပေါ်လိုက်ပါလာသောလူငါအုပ်စလုံးသေဆုံးခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ကြောင်းသိရပါတယ်။ စနေနေ့ကဥရာလေးစိအနီမှာဖြစ်ခဲ့တဲ့ရဟယင်မတော်တဆမှုကြောင့်လူငါးဦးသေဆုံးခဲ့ပါတယ်လို့စုံစမ်းထောက်လင်းရေးစစ်ဆေးရေးအရာရှိချုပ်ယိုဟန်နက်ဆီရီလာက ပြောကြားခဲ့ပါတယ်သတင်းများအရသေဆုံးသူများတွင်ထင်ရှားသောအက်စတိုနီးယန်စီးပွားရေးသမားနှစ်ဦးဖြစ်တဲ့လေစွမ်းရင်ဆိုင်ရာရှေးဆောင်ဦးရဲပုဂ္ဂိုလ်အိုလက်ဖ်ဇိုနာချက်နဲ့အခြေတန်စီးပွားရေးအမှုဆောင်ရရှိဂရီတာကန်ဖ်တို့ပါဝင်ခဲ့တယ်လို့ဆိုထားကြောင်းလည်းသိရပါရဲ့ရှင်။ ကျမတို့ရှင်ကုန်မီဒီယာကနေအရှိလေပိုင်းဒေတာအစ္စရေးနဲ့ဟာမက်စရဲတိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာအထူးခြားပြည်စင်များကိုအချင်းတပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။တရှိပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။